ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ရက်နေ့9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊အလိုပြည့်စုံမယ်၊ဘဝတိုးတက်မယ်၊အခက်ခဲဖြေရှင်းနိုင်မယ်၊လုပ်ငန်းမရှိသူလုပ်ငန်းရမယ်၊လုပ်ငန်းရှိသူတိုးတက်မယ်။ဒီကာလအတွင်းစတင်ဆောင်ရွက်လိုက်တဲ့ကိစ္စ၊ရင်းနှီးမြှုပ်နှံလိုက်တဲ့ကိစ္စတွေရတဲ့ထူးခြားသောအနာဂတ်ကောင်းကိုရမယ်။ဝယ်ယူတဲ့ပစ္စည်းတွေကအကျိုးမြတ်တွေရရှိလာမယ်။တရက်နေ့မှာကိုလုပ်တဲ့ကိစ္စမှသမျှအောင်မြင်တယ် ကိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်။နှစ်ရက်နေမှာခက်ခဲနေတဲ့ထိတိုက်တွေတိုက်တဲ့လူယုံထားလို့မရအောင်။သုံးရက်နေမှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေကောင်းတဲ့ပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရက်နေမှာရှင်ပြန်မှုမှန်သမျှကိုကြော်လွှားပြီးတော့ကိုယ့်ရဲ့လောရစန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။ငါးရက်နေမှာငွေကြေးလက်လာဘကံစီဝကံထူကောင်းတယ်။၆ရက်နေမှာအပြိုင်ဆရာလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။ခုနှစ်ရက်နေမှာငွေကြေးပေးယူတတိထားဂတိစကားလွယ်မပေးနဲ့သူတို့ဘာဂတိပြက်လွယ်လဲကိုစိတ်ရှုပ်ရမယ်။အဲ့ပြိုင်နေမှာ တောင်ရက်ကုန်ဒေသစဉ်ချင်းရှိတတ်တယ်။နေကင်းဆက်လွန်နိုင်တဲ့တနင်္ဂနွေတွဲအသွာလာနေတိုင်းအထူးပြုယူဆရမှာဖြစ်တယ်။ဒီကလာအတော်တွဲမှာတနင်္လာနေ့ကနေ့ကြာသပတေးနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေ့အချိုးပေးလေအနဲ့ရောင်နက်ပြာရောင်မိကုတ်ရင့်ရောင်တွေဝတ်ပြီးတော့အလိုရှိရာစန္ဒတွေကိုလောက်ကြိုက်ပါ။တူကြချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လာပြည်နေ့ ရင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီနေ့ညနေ3:00ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကန်ဇီးကန်းကိုဖြတ်ပြီးတော့ရှစ်လက်မှလျားဖြတ်မယ်အခောက်ခွန့်မယ်ရွှေရောင်တုံးအဲ့ဒါလေးကိုစောင်းထားမယ်ရောင်းကျင်တဲ့ပစ္စည်းထိပ်ပြီးထွက်စီတွေ့စီရောင်းထွက်တယ်ဈေးမှထဈေးကောဈေးရောင်းကောင်းတယ်အလုံးညမှထလက်ပွင့်တယ်လက်တွေသုံးချနိုင်ပါတယ်ဒီစီရင်ကိုစောင်းရွက်လိုက်ပါနင်းလာနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဗ ెంబ ာလ၁ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းမှာတပားသူကြောင့်မိမိရည်ရွယ်ချက်နောက်နေပဲအင်တွေးရဲ့လူဝင်ရေးပြဿနာတွေဖြေရှင်းရနိုင်မယ်ပြဿနာဟောင်းတွေကိုပြန်လည်အစ်စ်သဖွယ်ဖြေရှင်းရခြင်းချုံမယ်အရဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်ရန်တိုက်ခံကြမှာတိုးတက်ခြင်းကိုချုံမယ်ဝေးကြီးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာတတိနဲ့ဆောင်ရွက်ရမယ်ဒီရက်နေ့တွေမှာရန်တိုက်ခံနဲ့ရှင်းပြီးတော့တတိနဲ့တော့ရမယ်နေ့ဖြစ်တဲ့နေ့ရက်နေ့ကတော့အလုံးစုံစင်ပြေခြင်းခံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရချုံမယ်တော့ရက်နေ့မှာ အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပြပြီးဘဝတိုးတက်မယ်၄ရက်နေမှာငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်၅ရက်နေမှာရံများမယ်လူယုံဒုက္ခပြမယ်အပြိုင်ဆိုင်များမယ်၆ရက်နေမှာပေါ်ပေါက်လာတဲ့ခွင့်ရင်းစစ်တွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မယ်၇ရက်နေမှာလုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ဒါပေမဲ့မတော်စတိကံမှလည်းယူဆရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၇နိုင်တဲ့တနိုင်ခွဲအတွင်းမှာသွားလာနေထိုင်ယူဆရမယ် ဒီတပတ်တာကာလအတော်တွဲမှာဇာသပတိနဲ့ဗုဒ္ဓနဲ့တနေ့လာနေဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေနေကနေဘွေးသူတွေဒုက္ခပေးတတ်တယ်။တင်ငါကုကနဲ့နေကျိုးပေးတယ်ဆေးရောင်ဖြူရောင်မိခွေရောင်တို့ကိုတုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ၄ရက်နေ့ဒဇာမုန်းနာပြည်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ဘက်ကို ိုးထွက်နေတဲ့ဇီးကန်းကိုယူပြီးတော့အဲဇီးကန်းကိုရှစ်လက်မှလျားဖြတ်အခောက်ခွာရွှေအောင်တုတ်ပြီးတော့လက်ခေါ်ဇီးခေါ်ကောင်းတဲ့အစီရင်ဖြစ်ဆောင်တူတူခြားခြားကိုရောင်းမဝယ်ပိုင်ပွင့်စေတဲ့လက်ပွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေသုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေ။ဒီကနေ့မိသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဗင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝတွတ်တက်မယ်။ရွေးကြအောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။သူတစ်ပါးတည်းတောင်းလို့နိုင်တဲ့စွမ်းသက်တည်ပေါ်ထွန်းတဲ့ အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတို့တင်မယ်မေတ္တာရေးစမ်းပွဲမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆောင်စည်းမယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့တို့တရားလုံးကိုလည်းပြန်လည်လုတ်ကင်ချိုးပေးခြင်းနဲ့တို့တက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်။နှစ်ရက်နေမှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံမယ်။နှစ်ရက်နေမှာတခုတည်းမကတဲ့လူတွေကိုဒီပြိုင်နေတဲ့လုတ်ကင်ချိုးပေးမယ်။သုံးရက်နေမှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတဲ့လေးရက်နေမှာစမ်းပွဲမယ်လူရာပြည့်စုံမယ်ကံမြင့်မားခြင်းနဲ့တို့တက်ခြင်းတွေကြုံမယ်။ 9ရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုကြောင်းမယ်6ရက်နေ့မှာမထင်မှတ်ပဲငွေဝင်မယ်မမျော်လင့်မဲ့ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရွယ်သူများအမြဲစမ်းပွင့်မယ်9ရက်နေ့ဟာရန်တိုက်ခံနေရှိတတ်တဲ့မတော်တဆထိခိုက်မှန်ရတဲ့ကြုံတွေ့တတ်တဲ့အသွာလန်တွေထိုင်ထူးပြပြီးကြိုးစားရမယ်ဒီနေ့ခြားကြရောက်တဲ့ထူးသဖြင့်တောင်ရက်ကုန်တီသွားစရာညရှိတတ်တဲ့နေ့စနေနိုင်တဲ့တနင်္ဂနွေအတွက်မှာအသွာလန်တွေထိုင်ထူးပြကြိုးစားရမှာဖြစ်ပါတယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနေ့လာနေကနေမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခွန်ကိုကနန်ချိုးပေးတယ်။အဖြူရောင်ဆေးရောင်မိခွန်ရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလို့ရှိရဆောင်ရွက်နိုင်ပါတယ်။အထူးပြုတင်ပြလိုတဲ့အကြောင်းအရာကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇမုလပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။လက်ပွင့်ကပ်ပွင့်အစီရင်ကိုဆောင်ရွက်လို့ရတယ်။အဲ့ဒီနေ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ထားပြောရတာကိုစောင်းထားကိုနေပေးမှထားထားဇေယောင်းကောင်းတယ် လုပ်ငန်းကံကောင်းတဲ့အယောင်းဝယ်ကိစ္စတွေမှာလည်းဒါကကိုယ့်အတွက်ရောင်းထွက်စေအောင်ဆောင်ရွက်နိုင်တဲ့ဒီရည်ရည်စီရင်ဖြစ်သွားတယ်ဒါလေးလုပ်ကံပြီးတော့အချိုးကျေးဇူးကိုရရှိပါကျေးဇူးတင်ပါတယ်ကြာသာပတင်းနေပေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့9ရက်နေ့အတွင်းစမ်းပွင့်မယ်ပြရတာကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်အလုပ်တိုးတက်မယ်လိုရာပြည့်စုံမယ်အခက်အခဲဖြေရှင်းနိုင်မယ် ရာလုံးကိုကြော်ပြီးတော့လောရဆန္ဒပြည့်စုံခြင်းကိုကြော်မယ်။နှစ်ရက်နေ့ကရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့လွတ်တက်ခြင်းရှိတဲ့မြတ်တရားကြီးကံကောင်းမယ်။နှစ်ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ပစ္စည်းပြောက်တတ်တဲ့အခက်အခဲကြောင့်တွတ်တက်မယ်။သုံးရက်နေ့မှာငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းဆင်ပြေခြင်းကိုကြော်မယ်။လေးရက်နေ့မှာရန်နဲ့ဆင်ပြေလောက်ရမယ်ပြီးမှဆင်ပြေသွားမယ်။ငါးရက်နေ့မှာပေါ်လာတဲ့စိတ်ကူးသည့်အကြံဉာဏ်သည့်တွေကိုလက်တွေကောင်းတဲ့ပေါ်ပြီးအလိုဆန္ဒရှိသလောက်ဆောင်ရွက်ကြိုးပမ်းမယ်။၆ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်ရပ်တန့်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်။ခုနှစ်ရက်ကလက်ပွင့်ခြင်း၊ကံပွင့်ခြင်း၊လိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။သို့တော့တောင်ရက်ကုန်တည်သွားရင်အငြိရှိတတ်တာသတိထားရမယ်။အဲ့ဒီရက်မှာနေ၁၂နိုင်နဲ့တနိုင်ခွဲအတွင်းမှာသွာလာနေတိုင်းအထူးပြုပြီးတော့ဂယူဆက်ရမှာဖြစ်တယ်။တပတ်တာကာလအတွင်းတနင်္လာနေ့သောကြံနေ့ကနေ့ဝိသုရီကောင်းချိုးပေးတယ်။ကြာသပတေးနေ့စနေနေ့ဝိသုရီဒုက္ခပေးတတ်ပါတယ်။၃၆ခုကနေ့ချိုးပေးတယ်။အပြာရောင်မီးခိုးရောင် န်းရောင်တို့ကိုသုံးပြီးလို့ရှိရဆန္ဒပြုပြီးလောက်ကင်မှာဒီကန္နအတွင်းမှာ၄ရက်နေ့ဒဇမုန်းလပြည့်နေ့အဲ့ဒီညနေအင်္ဂါနေ့တိုက်တဲ့အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကဇီးကန်းကိုဖြတ်ပြီးရှစ်လက်မှာလျားဖြတ်အခောက်ခွာရွှေရောင်ထုတ်ပြီးတော့အဲ့ဒီဇီးကန်းလေးကိုဈေးဆိုင်ဈေးရောက်တဲ့နေရာဒီမှာထားအလုံးနေရာမှာထားလက်ပွင့်ကံပွင့်ခြင်းနေရှိမယ်ဈေးကဈေးလက်ပွင့်စီတော့စီရင်ဖြစ်လာမယ်ဆောင်ရွက်ပြီးအကျိုးကျေးဇူးရရှိနိုင်ပါတယ် ကျေးဇူးတင်ပါတယ်တောက်ချနေပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်လူယုံထားလို့မရဘူးစပ်ဖွင့်မယ်မိကောင်းဆွေကောင်းတောက်ကိုရမယ်ဆက်ပစ္စည်းပျက်စီးများမယ်အသေးစားထိခိုက်မှုကိုဆက်ရမယ်အရန်အနောက်ရှက်တွေနဲ့တိုက်တိုက်တွေ့ပြီးမှအဆင်ပြေမယ်နေ့ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိနိုင်တယ်စတင်လိုက်တဲ့ကိစ္စတွေထူးချိုးပေးတယ် ်၃ရက်နေမှာသူတစ်ပါးနဲ့မတူတဲ့ရှုတော့နေရာတွေလောက်ကင်ပြီးတိုးတက်မှုလမ်းကြောင်းကျုံမယ်၄ရက်နေမှာဝေးကွာသူတွေနဲ့ပြန်လဲဆုံမယ်အလုပ်ကိစ္စအဆင်ပြေမယ်၅ရက်နေမှာရှင်ပြန်မှုမှမများအောင်မြင်မယ်ဘဝရည်ရွယ်ချက်တိုးတက်မယ်၆ရက်နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်၇ရက်နေမှာစမ်းပွေမယ်လိုရာပြည့်စုံမယ်ဒါပေမဲ့မတော်တဆနေကျူးဆက်ရမယ်နေ့စရနိုင်တဲ့တနိုင်ခွေတွင်သွားလာကျူးဆက်ရမယ်တောင်ရောက်ကုန်တီသွားစဉ်ရန်ရည်ချုံတတ်တယ်ကြာသာပတိနေသောကြာနေစနေနေ့မွေးသူတွေကောက်ကျိုးပေးတယ် ေငါနေ့ဗုဒ္ဓနေ့ဝေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်369ကဏ္ဍတွေကိုအချိုးပေးကဏ္ဍတွေဖြစ်သုံးဆွဲနိုင်ပါတယ်။အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးအလိုရှိရာဆောင်ရွက်ပါ။နိုဝင်ဘာလ၄ရက်နေ့အဲ့ဒီကဒဇမုလပြည့်နေ့ဖြစ်တယ်။အဲ့ဒီမှာေငါနေ့နဲ့တိုက်ဆိုင်တော့ထူးခြားတဲ့အစီရင်ဖန်တီးလို့ရတယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့ရှစ်တောင်ပဲထွက်နေတဲ့ဇီးကိုင်းဖြတ်ပြီးတော့ရှစ်လက်မှတရားဖြတ် အခောက်ခွာပြီးတော့အဲ့တော့ရွှေရောင်ထုတ်ပြီးတော့စောင်းထားရောင်းဝယ်ဈေးစိုက်တယ်မှာထားလို့ရတယ်လုပ်ငန်းလုပ်တဲ့အခါမှာစောင်းပြီးတော့ရောင်းမဝယ်ဘဲဖွင့်အောင်လုပ်လိုက်လက်ဝယ်စီတယ်ဈေးခေါ်ဈေးကောင်းကောင်းစီတယ်ဒီစီရင်ကိုစောင်းရွက်နေပါလေကျေးဇူးတင်ပါတယ်